Hello အားလုံးပဲမင်္ဂလာပါ episode ဟုတ်ကနေပြန်လဲကြိုးကြိုးလိုက်ပါတယ်ဒီနေ့လုတ်ပေးမယ် pick a card season လေးရတော့အာ love reading လေးပေါ့နော်ဒီ connection လေးနဲ့ပတ်သက်ပြီးကြည့်ပြီးမှဖြစ်ပါတယ်ကိုယ်စိတ်ထဲမှာမှန်ထားတဲ့အတူတရားရောက်နေ connection ပေါ့နော်အဲ connection နဲ့ပတ်သက်ပြီးတော့ဆက်သွားရင်ဘယ်လိုဖြစ်မလဲလွှတ်ချလိုက်ရင်ဘယ်လိုဖြစ်မလဲ ဆက်သွားတယ်လားလွှတ်ချတယ်လားဆိုရတယ်လေဆက်သွားရင်ဘာဖြစ်လာမလဲလွှတ်ချလိုက်ရင်ဘာဖြစ်လာမလဲသိတာတော့ကိုယ်ဆုံးဖြတ်လို့ရတာပေါ့နော်အဲဆက်သွားရင်ဘလို့ဖြစ်မလဲလွှတ်ချရင်ဘလို့ဖြစ်မလဲဆိုတာကိုကြည့်ပေးမယ် reading လေးပဲဖြစ်ပါတယ် तू ကကိုယ့်အတွက်ကောင်းတဲ့သူလားကိုယ်ကကိုယ့်အတွက်ကောင်းတဲ့သူလားဆိုကိုယ့်အပေါ်မှာကောင်းတာထက်လေကိုယ့်အတွက် soul level အနေနဲ့ကောင်းတဲ့သူလားကိုယ့်အကောင်းဆုံးတွေဖြစ်လာပေးနိုင်မဲ့သူလားအကောင်းဆုံးတွေဖြစ်လာအောင်ကူညီပေးမဲ့သူလား तू ကကိုယ့်ဘာတွေတင် जा ဖို့ရောက်လာတာလဲအဆရှိသဖြင့်ကြည့်ပေးမှာဖြစ်ပါတယ်နော် Okay, I'll choosing the usale jaya. Pa one. Amethyst crystal. Pa two. Celestite. Pa three. Uh, sunstone. Okay, did karo cut you shuffle video to be da bano. As you know, I look up. ဒီတစ်ခါ reading လေးမှာဒီ gardenia အနံ့အရသာအရသာတဲ့ gardenia အနံ့လေးနဲ့အာစီမီလေးကိုထွန်းထားပါရနော်အရင်တော့ reading လေးတွေမှာစီမီမထွန်းတော့ဒီတစ်ခါစီမီထွန်းညာလေးပေါလာလို့ okay အာ yeah part 1 part 2 part 3ရွေးချယ်ပြီးသွားရင်ရွေးချယ်ထား reading မှာပြန်လည်ဆုံတွေ့ကြမယ်နော် see you hello part 1ဒီ amethyst crystal လေးကိုရွေးထားတယ် part 1လေးတွေအတွက် reading လေးကိုစာမှာပဲဖြစ်ပါတယ် Okay. အာပါဝန်အရင်ဆုံးဒီကတ်လေးနဲ့ကြည့်လိုက်ကြအောင်အရင်ဆုံးဟိုမှာကတ်တွေဆွဲပြီးသားပေါ့နော်အရင်ဆုံးဒီကတ်လေးနဲ့ဒီပါဝန်ရဲ့ connection ကဘယ်လိုမျိုးလေးလဲပေါ့နော်တကယ်လို့ကိုကဒီ connection ဒီအခုပြထားတဲ့ energy check နဲ့မကိုက်ညီဘူးဆိုရင်တခြားပါဝလေးကိုရွေးလို့ရပါတယ်နော်ပါဝန်ပါဝန်လေးတွေကတော့ true love လို့တွေ့ရတယ် this is the romance of a lifetime အဲ့တော့အခုရောက်နေတဲ့ relationship က relationship မဟုတ်လေ ဟိုကွာဒီ connection ပေါ့နော် relationship မဟုတ်သေးလား connection ကဒီခုရောက်နေတဲ့ connection ကကို့အတွက်အရင်တော့ connection တွေတပိုပြီးတော့ထူးခြားတဲ့ connection ပိုပြီးတော့ intense ဖြစ်တဲ့ connection ပိုပြီးတော့နက်နဲတဲ့ connection လို့ကိုကခံစားနေရလိမ့်မယ်ကို့အတွက် true love လို့ခံစားနေရလိမ့်မယ်နော်ဒါကိုဘလူးခံစားရလဲဆိုတဲ့ energy ပေါ့နော် true love ဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့ကိုကတော့သူ့ကို true love လို့ယုံကြည်နေတယ်ဆိုတော့ energy check လေးပေါ့နော်ဒါ true love ဟုတ်လားမဟုတ်လားကြည့်တာမျိုးပဲဒါ energy check ဖြစ်တဲ့အတွက်ကြောင့်ကိုကဘယ်လိုခံစားနေရလဲကို energy ကဘယ်လိုရှိနေလဲဆိုတာကိုကြည့်ပေးတာပေါ့နော်အဲ့တော့ကိုကသူ့ကို true love လို့ယုံကြည်နေမယ်အဲ့လို energy လေးပါနော်အဲ့လို energy နဲ့ power လေးတွေအတွက်ဒီမှာကလေးတွေစက်ကြည့်လိုက်ကြမယ်ဒီ tarot နှစ်ကန်နဲ့ပါကြည့်ပေးထားလဲဆိုတော့อืมသူကကိုအတွက်ကောင်းတဲ့သူလားပေါ့နော်သူကကိုအတွက် energetically ကောင်းတဲ့သူလား။ तू ကကိုယ့်အတွက်ဒီ soul lover အထိကောင်းတဲ့သူလား။ soul lover အရာပေါ့နော်။ကို့အပေါ်ကောင်းပြတာမျိုးတွေမဟုတ်ဘဲနဲ့တကယ်ကောင်းတဲ့သူလား။ King of Wands ဆိုတော့อืมကြည့်ရတာကို့အတွက်တကယ်ကောင်းတဲ့သူလို့တွေ့ရတယ်ပေါ့နော်။ကို့ကိုကုညီမန်းဖေးမမယ်။အာပံ့ပိုးပေးမန်းသူမျိုး။ကို့ passionate ဖြစ်ရပေါ့နော်။ကို့စိတ်ဝင်စားရကို့ wanna ပါရကို judge မလုပ်ဘဲနဲ့။အဲ့လိုမျိုးကုညီပေးမန်းပံ့ပိုးပေးမန်း အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်နော်။ तू ကကိုဝေပန်းအပြစ်တင်မဲ့သူမျိုးမဟုတ်ဘူး။အဲ့လိုနောက်ကွယ်ကနေအကူကြီးပန်ပိုးပန်းကိုယ့်ရဲ့ passion တွေကိုပို့ပြီးတော့ကောင်းလာအောင်ကိုစိတ်ဝင်စားရအောင်ပို့ပြီးတော့စိတ်ဝင်စားလာအောင်အားပေးမဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်။ကိုတို့ကကောင်းတာမျိုးတွေ့ရတယ်ဒီ soul level ရကောင်းတယ်နော်။ဆက်ပြီးတော့ကြည့်ကြမယ်။ဒီကက်ကပါလဲဆိုတော့อืม तू ကကိုဘာတွေတင်ပေးဖို့ ကိုဘွားရဲကိုရောက်လာတာလဲဘာသင်ခန်းစာတွေပေးဖို့ဘာတွေသင်ပြပေးဖို့ကိုဘွားရဲကိုရောက်လာတာလဲ the lovers ကိုရဲ့ traumas တွေကိုကုစားပေးဖို့ရောက်လာတယ်ပြီးတော့ကိုကိုချစ်တောင်းတင်ပေးဖို့ရောက်လာတယ်เนาะနောက်ထပ်ရတဲ့ message ကကြောက်ကိုကိုရွေးချယ်တောင်းကိုအတွက်ဘာအကောင်းဆုံးလဲဆိုတာကိုရွေးချယ်တတ်အောင်တင်ကြပေးဖို့ရောက်လာတယ်ပေါ့เนาะအဲ့လိုပုံစံမျိုးလေးကိုအတွက်အကောင်းဆုံးတွေကိုရွေးချယ်တတ်ဖို့ တင် जा ပေးဖို့ရောက်လာတယ်ကိုယ့်ချစ်တဲ့အောင်တင် जा ပေးဖို့ရောက်လာတယ်ကိုယ့်ရဲ့အတိတ်က traumas တွေအချက်နဲ့ပတ်သက်တဲ့ဒဏ်ရာတွေကိုကုစားပေးဖို့ရောက်လာတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရပါတယ်ဆက်ပြီးတော့ဒီကလေးနဲ့음သူနဲ့ရှေ့ဆက်သွားရင်ဘာဖြစ်လာနိုင်မလဲဆိုတာကြည့်လိုက်ကြရအောင်သူနဲ့ဒီ connection နဲ့ရှေ့ဒီ connection ကိုရှေ့ဆက်သွားမယ်ရှေ့ဆက်တိုးမယ်ဆိုရင်ဘာဖြစ်လာနိုင်မလဲ You are not for everyone. Embrace your weirdness. face your true not အာဒီ connection ကိုရှေ့ဆက်သွားမယ်ဆိုရင်ကိုယ့်ရဲ့ဥတီချက်ကိုပို့ပြီးတော့ပြပြသားသားခိုင်မမရှောက်လန်းနိုင်ရှောက်လန်းနိုင်လာမယ်ကိုယ့်ရဲ့ destiny ကိုပို့ပြီးဥတီသွားနိုင်မယ်လို့ပုံစံမျိုးเนาะအဲ့တော့ဒီ connection ကိုဆက်သွားမယ်ဆိုရင်음ဘယ်လိုမျိုးလဲဆိုတော့음ကိုယ့်ရဲ့တမူထူးခြားတဲ့ ပုံစံတွေကိုလူတိုင်းကနားလည်နိုင်မှာမဟုတ်ဘူးဒီလူကနားလည်နိုင်တယ်ဆိုတဲ့ message မျိုးပေါ့နော်ဒီမှာ embrace your weirdness you're not for everyone ဆိုတာလေနော်ကိုကလူတိုင်းအတွက်ဟုတ်မနေဘူးကိုရဲ့ထူးခြားမှုတွေကတချို့လူတွေပဲခံစားနားလည်ပြီးနိုင်မယ်အဲ့တော့ဒီလူကကိုရဲ့ထူးခြားမှုတွေကိုခံစားနားလည်ပြီးနိုင်မယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဒီမှာလည်းပြောထားတယ်ကို judge မလုပ်ဘူးဆိုတာမျိုးလေးနော် okay ဆက်ပြီးတော့ကြည့်ကြမယ်ဒီကလေးเนี่ยကြတော့ ဒီ connection ကိုတကယ်လို့ကိုကဒီ connection ကိုနည်းနည်းလေးပင်ပန်းလာပြီပင်ပန်းလာပြီဒီ connection ကိုဆက်မသွားချင်တော့လွှတ်ချလိုက်တော့မယ်ဆိုရင်ဟောဘာဖြစ်လာနိုင်လဲကြည့်လိုက်ကြရအောင်ဟက်တော့ဟော့တွန်ဟော့တွန် sacred အဲ့တော့လေဒီ connection ကိုလွှတ်ချလိုက်မယ်ဆိုရင်ကိုဘဝအတွက်အာတံမိုးရှိတဲ့အရာတခုဆုံးရှုံးလိုက်ရတယ်လို့ဖြစ်နိုင်တယ်အဲ့တော့ကြောင့် ဆက်ပြီးတော့ဆောက်ကင်ထားပါအောင်ဆိုတဲ့ message ပေါ့နော်ဆက်ပြီးတော့ဆောက်ကင်ထားပါအောင်ကို့အတွက်တံမိုးရှိတဲ့အရာကိုမလွန်ပစ်လိုက်ပါနဲ့အောင်နော်အဲ့ဒီလိုမျိုးပုံစံမျိုးလေးတွေ့ရတယ်အာရွေးချယ်မှုတွေလုံးစရာရှင်ဒီ connection ကိုခဏရွေးချယ်လိုက်ပါအောင်ဆက်ပြီးတော့ကြည်လိုက်ပါအောင်ပေါ့နော် Okay ဒီကလေးနဲ့ကြတော့ဒီ connection မှာအာထူးထူးခြားခြားဘာပြောင်းလဲတွေဖြစ်လာဖို့ရှိလဲ အခုချိန်မှာဒီ connection နဲ့ပတ်သက်ပြီး true ကြတာဘာပြောင်းလဲတွေဖြစ်လာဖို့ရှိလဲဆိုတာကိုကြည့်ကြမယ်။ miracles အာထူးခြားတဲ့အရာတွေထူးခြားဘာပြောင်းလဲမှုတွေရှိလာမယ်ဆိုတော့ထူးထူးခြားခြားတွေပြောင်းလဲလာမယ်ဆိုတဲ့ပုံစံမျိုး Okay ကိုမမျှော်မှန်းထားတာတွေဖြစ်လာမယ်ကိုမတွေးထင်ထားတာတွေဖြစ်လာမယ်ကို့အတွက်ကောင်းတာတွေဖြစ်လာမယ်ဒီဟာလေး soul connection ကောင်းတာမျိုးတွေဒီ connection ကလေး soul connection ကောင်းတယ်နော်အဲ့တော့ဒီဆက်ပြီးတော့သွားမယ်ဆိုရင်ကို့အတွက် မထက်မှတ်ထားတာလေးတွေကောင်းမထက်မှတ်ထားတဲ့ကောင်းခြင်းလေးတွေရောက်လာမယ်ပေါ့နော်ကောင်းကြီးလေးတွေရောက်လာမယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရပါတယ်เนาะအဲ့တော့ပါဝါလေးတွေအတွက်ပင်ပန်းနေရင်လည်းနည်းနည်းလေးအတင်းထားပြီးဒီ connection လေးကိုဆက်ပြီးတော့ဆောင်ကြည့်လိုက်ပါအောင်ဆက်ပြီးတော့အာဆောက်ကင်ထားလိုက်ပါအောင်เนาะဒီ connection ကကိုတော့ကောင်းတာလေးတွေ့ရပါတယ် Okay ပါဝါလေးတွေအတွက် message လေးရောက်တော့ပါပဲเนาะရလိုက်မယ်လို့ပြောလဲပါတယ် See you bye Hello Pau2 ဒီ Celestite ကြောက်တုံးလေးကိုကြွေးထားတယ်။ပေါင်တူးလေးတွေအတွက် reading လေးပဲဖြစ်ပါတယ်။ဒီ connection နဲ့ပတ်သက်ပြီးကြည့်ပေးမှာဖြစ်ပါတယ်။ကိုယ်စိတ်ထဲမှာရှိတဲ့သူတယောက်ရောက်ရဲ့သူတယောက်နဲ့ပတ်သက်ပြီးတော့ connection ပေါ့နော်။အရင်ဆုံးဒီကနဲ့ energy check လေးလုပ်ကြမယ်။ဒီကနဲ့ energy check လုပ်တဲ့အခါမှာကိုနဲ့သက်ဆိုင်တဲ့ energy မျိုးမဟုတ်ဘူးဆိုရင်ဒါကိုပေါ့မဟုတ်လို့ပေါ့နော်။တခြားပေါ့ကိုပြောင်းပြီးတော့ရွေးလို့ရပါတယ်နော်။ကြည့်ကြရအောင်။ Express your love. Go ahead and make the romantic gesture. အဲ့တော့ ီ energy check လုပ်တဲ့အခါမှာကိုယ့်ဘက်ကဖြစ်စီသူ့ဘက်ကဖြစ်စီတွန့်ဆုံနေတာမျိုးလေးတွေ့ရတယ်။ကိုယ့်ဘက်ကအဲ့လိုမသူ့ကိုချက်ချောင်းကိုစိတ်ထဲမှာရှင့်ရှိသလောက်မဖော်ပြနိုင်တာမျိုး။ဒါမှမဟုတ်သူ့ဘက်ကကိုယ့်ကိုချင်ချက်ချောင်းကိုစိတ်ထဲမှာရှိသလောက်မဖော်ပြနိုင်တာမျိုး။အဲ့လို energy မျိုးလေးရပါတယ်နော်။အဲ့တော့ဟိုနည်းနည်းကြောက်နေရပါဘောနော်။အော်ကြောက်နေရဆိုတော့ခံစားရမှာကြောက်နေအများကြီးဖော်ပြလိုက်လို့သူငါ့ကိုတမျိုးထန်သွားမလားအဆရှိတဲ့ဖြစ်ပေါ့နော်ငါအရှိအရှိတိုင်းဖော်ပြလိုက်လို့ ူကငါ့ကိုစိတ်ကုံသွားမလားစိတ်음စိတ်ကုံလွယ်သွားမလားပေါ့နော်အဲ့လိုမျိုးရိုးသွားမလားဆိုတဲ့ပုံစံမျိုးလေးအဲ့လိုမျိုးတွေးနေတာမျိုးလေးတွေတွေးရတယ်သူ့ဘက်ကဖြစ်စေကိုယ့်ဘက်ကဖြစ်စေအဲ့လိုတွေးနေတဲ့ energy မျိုးလေးတွေးရတယ်ဒီ connection energy ရလीနော် okay ဆက်ကြည့်ကြရအောင်ခဏလေးရေတောက်လောက်โอเคဒီနှစ်ကတ်နဲ့ तू อ่ะကို့အတွက် soul lover อ่ะ yeah. ကောင်းတဲ့သူလားကိုပေါ်ကိုကောင်းတဲ့သူလားအဲ့လိုမျိုးဟိုပေါ်ရန်ကောင်းပြတာမဟုတ်ဘဲနဲ့တကယ်ကိုအတွက်ကောင်းခြင်းတွေရောက်လာစေမှန်သူလားပေါ့နော်အဲ့ဒါကြည့်ကြိုက်ကြည့်လိုက်ကြမယ် two of one ဆိုတော့လေအာပုံမှန်ပါပဲဆိုတဲ့ပုံစံမျိုးပုံမှန်ပါပဲသူကကိုအတွက်ကောင်းခြင်းတွေရောက်လာပေးနိုင်တာမျိုးလည်းဖြစ်နိုင်တယ်လို့ဒီတိုင်းစိုးခြင်းတွေတော့ရောက်မလာပေးစေဘူးပေါ့နော်ဒါပေမဲ့အရင်ကိုတို့ကောင်းတာမျိုးကြီးတော့လည်းမဟုတ်နေပြန်ဘူးအဲ့တော့ maybe ဆိုတာမျိုးလေးရတယ်ပေါ့နော် maybe အဲ့တော့ကောင်းတာမျိုးတွေဖြစ်လာခြင်းဖြစ်လာပေးနိုင်တယ်ကို့အတွက်ကောင်းတာမျိုးဖြစ်လာခြင်းဖြစ်လာပေးနိုင်ဒါပေမဲ့အခုတော့မဟုတ်သေးဘူးဒါပေမဲ့ဆိုးတဲ့သူတော့မဟုတ်ဘူးကို့အတွက်အဆိုးဘက်ကိုရောက်စေမှန်းတူတော့မဟုတ်ဘူး potential တော့ရှိတယ်ဆိုတာမျိုးပေါ့နော်အလားအလာတော့ရှိတယ်ကို့အတွက်ကောင်းပေးတဲ့သူဖြစ်လာနိုင်ခြင်းအလားအလာတော့ရှိတယ်ဒါပေမဲ့အခုတော့မဟုတ်သေးဘူး okay separate ကြည့်ကြမယ်ကို့ကိုဘာတန်ကန်းစာတွေပေးခြင်းလို့ဒီလိုကကို့ဘွားတွေကိုရောက်လာတာလဲနော် ခုဒီကလည်း2 of 1ခုနကကြည့်လိုက်တာကင်မရာမှာလည်း2 2 2အဲ့တော့2ကနန်းကဒီပေါ့เนาะဒါကလည်းပေါ့2အဲ့2ကနန်းကပေါ့2လေးတွေအတွက် lucky number ဖြစ်နိုင်ပါတယ်เนาะအ relationship နဲ့ပတ်သက်ပြီးတော့ lucky number ဖြစ်နိုင်တယ် okay ဒီကလေးကြည့်လိုက်ကြအောင်ကိုကိုဘွားတော့ဘာတွေသင်ကြားပေးဖို့ရောက်လာတဲ့သူလဲ Queen of Wands ကိုကိုကိုပို့ချစ်တအောင်ကိုကိုကိုပို့ပြီးတမိုးထားတအောင်သင်ကြားပေးဖို့ရောက်လာတဲ့သူမျိုးဖြစ်တယ်อืม အဲ့တော့ဒီ uh, express your love to God. ကိုဘက်ကဖွင့်မပြတာဆိုလို့ရှိရင်ကိုဘက်ကကိုခန်းစားချက်တွေကိုတိမှတ် ပြုပြီးတော့ဖွင့်ပြတတ်လာအောင်တင် जा ပေးမယ်သူမျိုးပေါ့နော်ကိုဘက်ကဖွင့်ပြလိုက်လို့သူ့ဘက်ကပြန်ပြီးတော့တုံ့ပြန်ရမယ်ဆိုတာမျိုးမဟုတ်ဘူးနော်သူ့ဘက်ကကိုတို့မှန်ကန်တဲ့သူဆိုရင်တုံ့ပြန်လိမ့်မယ်မှန်ကန်တဲ့သူမဟုတ်ရင်တုံ့ပြန်မှာမဟုတ်ဘူးအဲ့တော့ဘာပဲဖြစ်ဖြစ်ကိုဘက်ကကိုယ့်ရဲ့ခန်းစားချက်တွေကိုအရှိအရှိတိုင်းလက်ခံပြီးတော့ထုတ်ပြနိုင်ရမယ်ထုတ်ပြတတ်မယ်ဒါကကိုကိုကို respect ရှိတာကိုရဲ့ခံစားချက်တွေကိုကို respect ရှိတာလို့ခေါ်ရပါတော့ကိုကိုကခံစားချက်တွေကိုတိမှတ်ပြုတာ လေးစားသမှုပြုတာကိုကိုကိုလေးစားသမှုရှိတာအတိမတ်ပြုတာနော်အဲ့တော့ကိုကိုကိုလေးစားတတ်အောင်ကိုကိုကိုအာချစ်တတ်အောင်ကိုကိုကိုတောင်းမထားတတ်အောင် तू ကတင်ပေးလိုက်မယ် तू आ တင်ပေးလိုက်မယ်ဆိုတာလေ तू आ ကိုတောင်းမထားတောင်းအဲ့လိုမျိုးတင်ပေးနေတယ်ဆိုတာတက် तू ရဲ့လုပ်ပုံတွေရတကယ်လို့ဒါ သူကကိုတော့အာဘယ်လိုပြောမလဲကိုတိတ်ပြီးတံမိုးမထတတ်တဲ့သူဆိုငါကဘာလို့တံမိုးထမခံရမှာလဲငါတံမိုးထခံရတဲ့တဲ့သူဆိုပြီးကိုကိုတိလာတာကဒါသူတန်ပေးတာပဲတင်ပေးတာပဲဆိုတာသူကိုဘွားတွေမှာရှိလာခြင်းကြောင့်ကိုကဒါကိုတိလိုက်ရတာဆိုတဲ့အတွက်ကြောင့်ဒါသူတင်ပေးတာလို့ပြောတာပေါ့နော်သူကတကယ်ကြီးတင်ပေးနေတာမျိုးမဟုတ်ဘူးပြောချင်တာအနားလည်းမဲ့လို့ညွှန်လိုက်ပါတယ်โอเคအဲ့လိုမျိုးတွေ့ရတယ်ကိုကိုကိုတံမိုးထတာအောင်ကိုကိုချက်တတ်အောင်ကိုကိုကိုလေးစားတတ်အောင်တင်ပေးမယ် connection โอเค separate ကြည့်ကြမယ်ဒီ connection ကိုရှေ့ဆက်သွားမယ်ဆိုရင်ဘာတွေဖြစ်လာဖို့ရှိလဲဒီ connection နဲ့ရှေ့ဆက်သွားမယ်ဆို trust the timing နဲ့ trust the wave you came in on time is not running out အချိန်အများကြီးရှိသေးတယ်ကို့အတွက်အချိန်အများကြီးရှိသေးတယ်စောင့်ကြည့်လို့ရသေးတယ်ဒီ connection နဲ့ဆက်သွားမယ်ဆိုရင်ဘာမှအကျိုးရောက်သွားစရာအကြောင်းမရှိဘူးကောင်းသွားမယ်လို့လည်းမပြောဘူးစောင့်ကြည့်လို့ရသေးတယ်လို့ပြောတာဒီအချိန်မျိုးစောင့်ကြည့်လိုက်ပါအောင် trust the timing နော်စောင့်ပြီးတော့ကြည့်လိုက်ပါအောင်ဒီ connection ကိုအာပြီးတော့ အချိန်ကလည်းကုန်သွားသေးတာမဟုတ်ဘူးအချိန်လေးအာကုန်နေတာလည်းမဟုတ်ဟိုအချိန်မရှိတော့ဘူးဆိုပြီးတော့ဖြစ်နေရမျိုးလည်းမဟုတ်ဘူးအဲ့တော့ကြောင့်စောင့်ကြည့်လိုက်ပါအောင်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဆက်သွားမယ်ဆိုရင်လည်းအဆင်ပြေတယ်စောင့်ကြည့်လိုက်အောင်မကောင်းတာတော့မဟုတ်ဘူးနော်အဲ့တော့ဒီဒီမှာကောင်းတာလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူးဒါမကောင်းတာတော့မဟုတ်ဘူးကောင်းတဲ့ဘက်ကို potential ရှိတယ်လားလားရှိတယ်ဆိုတဲ့ပုံစံမျိုးကောင်းတဲ့ဘက်ကိုတော့နည်းနည်းရိနေတယ်ဒါပေမဲ့လုံးဝအကောင်းကြီးလည်းမဟုတ်ပြန်ဘူးဒါပေမဲ့လုံးဝမကောင်းတာလည်းမဟုတ်ပြန်ဘူး okay အာပြောချင်တာနားလည်းမလို့ပြောလို့မရတယ်နော်โอเคဆက်ပြီးတော့ကြည့်ကြမယ်ဒီဟာနဲ့ကြတော့ကိုကဒီ connection ပင်မလာလို့လွှတ်ချလိုက်တော့မယ်ဆိုရင်ဘယ်လိုဖြစ်မလဲ clarity တဲ့ wild rose อืมအရန်ပိုင်းအဲ့အရန်ပိုင်းတော့အရန်အရန်ပန်း sorry အရန်ပန်းလေးတဝင့်လို့ကိုကအာလွတ်လပ်သွားမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အရန်အဲ့ sorry အရင်ပန်းလေးတပွင့်လို့ကိုယ်လွတ်လပ်သွားမယ်ပြီးတော့ပို့ပြီးတော့တကယ်လွှတ်ချလိုက်မယ်ဆိုရင်ပေါ့နော်ကိုယ်တကယ်မခံနိုင်တော့ဘူးအဆင်မပြေတော့ဘူးလွှတ်ချလိုက်မယ်ဆိုရင်လည်းဒါအဆင်ပြေတယ်လွှတ်ချလိုက်လို့အဆင်ပြေတယ်နော်ကိုကအရင်ပန်းလေးတပွင့်လို့လွတ်လပ်ပေါ်ပါသွားမယ်မွေးချင်တိုင်းမွေးလမ်းချင်တိုင်းလမ်းနေနိုင်မယ်လို့ပြောချင်တာပေါ့နော်ပြီးတော့ကိုကပို့ပြီးတော့ရှင်းရှင်းလင်းလင်းလည်းသိမြင်လာနိုင်မယ် clarity ဆိုတော့လေအမြင်မှန်တွေရလာနိုင်မယ်ရှင်းရှင်းလင်းလင်းသိမြင်လာနိုင်မယ်အဲ့တော့လေဒါကုကုကုပို့ပြီးတမိုးထားတတ်လာမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်တကယ်လို့ဒါကဒီ relationship ကြီးอ่ะဒီတိုင်းသွားနေမယ်ဒီတိုင်းသွားနေအရင်ကောင်းတဲ့မျိုးလည်းမဟုတ်ဘူးကောင်းတဲ့မျိုးလည်းမဟုတ်ဘူးဆိုတော့ဒီတိုင်းဆက်သွားနေမယ်ဆိုကို့အတွက် upgrade မရှိဘူးဆိုတဲ့သဘောမျိုးပေါ့နော် upgrade မရှိတာကိုကနားလေလာလို့ငါ upgrade ရှိတဲ့နဲ့သူငါကဒီတက်ပို့ပြီးကောင်းတာရတဲ့နဲ့သူလို့ကိုကိုယုံကြည်ပြီးတော့ကိုကိုလေစားကိုကိုတံမိုးထားပြီးတော့လွှတ်ချလိုက်မယ်ဆိုရင်လည်းအဆင်ပြေတယ်နော်ပို့ပြီးတော့ကောင်းတာတွေရောက်လာမယ်ပို့ပြီးတော့အမြင်မှန်တွေရလာမယ်ပုံမှန်လည်းလည်းမြင်မြန်သာသာတွေ့ရှိလာနိုင်မယ် okay ဒီ connection နဲ့ပတ်သက်ပြီးတော့နောက်ဆုံးကတ်အနေနဲ့อืมဘာပြောင်းလဲတွေဖြစ်လာဖို့ရှိလဲအနာကမှာ နီးအနီးကပ်ဆုံးအနာဂတ်မှာပေါ့နော် in the near future မှာပါအပြောင်းလဲဖြစ်လာဖို့ရှိလဲ loved အခြေအနေနဲ့ပတ်သက်ပြီးပြောင်းတော့ of course အခြေအခြေရေးချောင်းကြည့်နေအခြေအနေနဲ့ပတ်သက်ပြီးပြောင်းလဲရှိမှဆိုပါဖြစ်နိုင်လဲဆိုတော့လေဒါနှစ်မျိုးတွေ့ရတယ်နော်မလွတ်ချပဲဆက်ပြီးတော့စောင့်ကြည့်မှန်းသူတွေအတွက်ဆိုလို့ရှိရင်ပေါ့နော် ဆိုပြီးတော့စောင့်ကြည့်မှန်းသူတွေအတွက်ဆိုရင်အာချေရေးမှနည်းနည်းတိုးတက်လာနိုင်တာမျိုးသူ့ဘက်ကနည်းနည်းပို့ပြီးတော့ကောင်းလာနိုင်တာမျိုးဒါမဲ့ slow တော့ဖြစ်မယ်ပေါ့နော် slow တော့ဖြစ်မယ်ဒါမဲ့အချက်တွေပွင့်နေရပေါ့နော်ဒါမှမဟုတ်ကိုကချစ်လုံးလို့မလွှတ်ချနိုင်လို့ကိုဘက်ကအချက်ပန်းတွေပွင့်နေရလဲဖြစ်ဖြစ်နိုင်တယ်အဲ့ဒါတစ်ခုနောက်တစ်ခုကကြတော့ကိုကလွှတ်ချလိုက်နိုင်လို့ကိုအတွက်ပို့ပြီးတော့အချေရေးနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့အလားလာတွေရောက်လာတာမျိုးလဲဖြစ်ဖြစ်နိုင်တယ်နော်အဲ့တော့လေ part 2အတွက်ကလေး ်ဆုံးဖြတ်ချက်ကတင့်ပေါ်မှာပဲမူတည်တယ်နော်ဒါတင့်ပေါ်မှာမူတည်ရတဲ့ကိုအခုရောက်နေတဲ့ situation ပေါ်မှာမူတည်တယ်ကိုကဒီ situation နဲ့ပတ်သက်ပြီးကိုတို့ကအချိန်တွေအများကြီးရှိတယ်ရရကိစ္စမရှိဘူးမဆောင်ဆောင်နိုင်သေးတယ်ဆိုလို့ရှိရင်လည်းဆက်ဆောင်ကြည့်ပေါ့ပို့ပြီးကောင်းလာကောင်းလာမယ်ဒါမှမဟုတ်ကိုကမဆောင်နိုင်တော့ကိုကိုကိုပို့ပြီးတော့ချက်နေပြီကိုကိုကိုပို့ပြီးတော့တမိုးထားတတ်နေပြီကိုကိုပို့ပြီးတော့အာလေးစားတတ်နေပြီ အဲ့တော့ကြောင့်လှွတ်ချထားခဲ့လိုက်တော့မယ်ကိုတော့ကောင်းတဲ့အရာတွေစီပဲသွားတော့မယ်ဆိုရင်လည်းဒါကောင်းတဲ့အရာတွေရောက်လာမှာပဲပုံပြီးမြန်မှန်တွေရလာမှာပဲအဲ့တော့ဘဲဟာဖြစ်ဖြစ်အဆင်ပြေနေရဲ့ပါတူတော့ကနော်ဒီ connection ကလေဟိုတယောက်နဲ့တယောက်မတူအခြေအနေတွေပုံမှန်မူတည်ပြီးတော့ဒါမှအရင်အကောင်းကြီးလည်းမဟုတ်ဘူးလောကမကောင်းတာလည်းမဟုတ်ဘူးပြောချင်တာတော့ okay okay ပါတူလေးတို့ reading ကတော့တော့ပါပဲ message လေးရလိုက်မယ်လို့ပြောလိုက်ပါတယ်နော် see you bye hello part 3 ဒီ sunstone လေးကိုရွေးထားတဲ့ part 3အတွက် reading လေးပဲဖြစ်ပါတယ်เนาะ love connection လေးနဲ့ပတ်သက်ပြီးတော့ဒီပြမယ် reading လေးပါရင်ဆုံး energy check လေးနဲ့စကြမယ်ဒီ energy check နဲ့အာကြည့်ကြည့်လို့ဒါကိုယ်နဲ့မကိုက်ညီတဲ့ energy မျိုးဆိုလို့ရှိရင်တခြားပါတွေကိုရွေးလို့ရပါတယ်နော်โอเคကြည့်လိုက်ကြရအောင် attraction နဲ့ you attract romantic love by enjoying this moment fully အဲ့တော့အခုဒါဒီ ဒီပါကိုကြွေးထားတဲ့သူတွေအတွက်ကဘယ်လိုမျိုးလေးလဲဆိုတော့လေဒါဆက်ဆက်ချင်း stage မှာပဲရှိသေးတာမျိုးဒါမှမဟုတ်ရင်လေဒါအချစ်ထက်ဆွဲလန်းမှုတန်တာမှုတွဲတာမှုဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်နော်လုံးဝအဲ့လိုအချစ်စစ်အချစ်မှန်တဲ့ချစ်နေတာမျိုးမဟုတ်ဘဲနဲ့ကိုကသူ့ကိုဆွဲလန်းနေတာဒါမှမဟုတ်သူကကိုယ်ကိုဆွဲလန်းနေတာတန်တာနေတာတွဲတာနေတာအဆရှိသဖြင့်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ် okay ဒါ energy check ပေါ့နော် က်ပြီးတော့ကြည့်မှန်ဆိုရင်ဒီတဲရော့နှစ်ကန့်နဲ့ဒီလူကဒီ connection မှာပါဝင်တဲ့သူကကိုယ့်အတွက်ကောင်းတဲ့သူလားကိုယ့်အတွက်ကောင်းတဲ့သူလားဆိုတော့အပေါ်ရန်ကောင်းပြနေတာမျိုးပေါ့ကွနကိုယ့်အတွက်တကယ်ကောင်းကျိုးလိုလားပြီးတော့တကယ်ကောင်းကျိုးတွေယူဆောင်လာပေးမှန်းသူလား the cherry ဆိုတော့အကောင်းဆုံးတွန်တွဲနေတယ်ဒီမှာအဖြူရောအမဲရောရှိနေရောလေအကောင်းဆုံးတွန်တွဲနေတဲ့သူလို့တွေ့ရကိုတို့က음 ကောင်းတာတွေလည်းယူလာပေးမှတို့မကောင်းတာတွေလည်းယူလာပေးမှလို့ပြောရင်ကာမစ်ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဟွကို motivation တော့ပေးနိုင်တယ်ဒီလူကလေကိုကလည်းသူ့ attract ဖြစ်နေရဆိုတော့ဥပမာထားပါတယ်ဥပမာကို့မှာအတန်းထဲမှာ crush ရှိလို့ကိုကအတန်းနေတိုင်းသွားရဲဆိုတာ motivation ပဲလေဟုတ်တယ်မလားသူကိုတော့ကောင်းတာရယူလာပေးပေးမယူလာပေးပေးအ ਨੇ ဆုံးတော့ကိုအတန်းကိုပုံမှန်တက်နေဟုတ်တယ်မလားအဲ့လိုမျိုးလေးပေါ့ အဲ့လိုကိုယ့်တော် motivation ပေးနိုင်တဲ့သူမျိုးလို့တွေ့ရတယ်ပေါ့နော် okay ကိုကိုဘာတွေသင်ကြားပေးဖို့ကိုပွားရဲရောက်လာတဲ့သူလဲ10 of swords okay ငါကြံမှုတွေကိုလက်ခံနိုင်အောင်သင်ပေးမယ်သူ um mm ကိုအဆုံးသက်တည်းကဘယ်လိုခံစားရလဲဆိုတာကိုနားလည်အောင်သင်ပေးမယ်သူလို့တွေ့ရတယ် ကိုနဲ့သူနဲ့ကခဏခဏရံဖြစ်နေရတာလားအဲ့လိုမရံဖြစ်လိုက်ပြန်ချစ်လိုက်ပုံစံမျိုးလားအဲ့အဲ့လိုမျိုးတော့နည်းနည်းပြန်စဉ်းစားတင်တယ်အဲ့ရံဖြစ်လိုက်ပြန်ချစ်လိုက်ပုံစံမျိုးလည်းပြန်ဖြစ်နေနိုင်တယ်ပေါ့နော်နည်းနည်းကာမစ်ပုံစံမျိုးရတယ်ဒီပါထရီကလေအမ်ဝေကျွေးရှိလို့စနေရတာမျိုးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးတွေ့ရတယ်ဝကြွေးရှိလို့ကိုကသူ့ကို attract ဖြစ်နေရမျိုးအစားရှိတဲ့ဖြစ်ကိုအခုချိန်မှာဝကြွေးဆက်ချင်ရရှိလို့อืม ။နာကျင်မှုတွေကဘယ်လိုမျိုးလဲဆိုတာကိုသင်ပေးမယ်။အဆုံးသက်တွေကဘယ်လိုခံစားရလဲဆိုတာကိုသင်ပေးမယ်။ connection မျိုးလို့တွေ့ရတယ်နော်။ Okay ဆက်ပြီးတော့သွားမယ်။ကိုကဒီ relationship ကိုဆက်ပြီးတော့ဆုပ်ကိုင်းထားရင်ဆက်ဒီ relationship အတိုင်းဆက်သွားမယ်ဆိုရင်ဘာဖြစ်မလဲ။ Water your garden နဲ့ nourishment body care tenderness rest အနားယူဖို့တော့လိုလိမ့်မယ်ဒီ connection တိုင်းဆက်သွားခြင်းရင်ကိုယ့်အတွက် ခဏခဏအနာယူရဖို့လိုလိမ့်မယ်စိတ်လျှော့ရဖို့လိုလိမ့်မယ်အဲ့လိုပုံစံစိတ်လျှော့စိတ်လျှော့အရင်တော့မထွက်နဲ့အရင်မခံစားနဲ့အဆရှိသဖြင့်ပေါ့နော်အဲ့လိုမျိုးပြီးတော့ကိုဒီ connection ကိုခံနိုင်အောင်ခံနိုင်အောင်ဆိုဒီ connection အတွက်အားရှိနေအောင်အားရှိအောင်စားအဲ့လိုမျိုးပုံစံမျိုးလေးအားရှိအောင်ကိုယ် body ကိုကိုအားရှိအောင်ထားကိုယ့်ရဲ့ mind ကိုကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ခန္ဓာကိုကိုအားရှိအောင်အရင်ထား အားရှိအောင်ရန်ထားနားစရာရှိတာနားအားရှိအောင်ထားပြီးမှဆက်သွားနိုင်မယ်ဆိုတဲ့ပုံစံမျိုးလေးအားရှိမှဆက်သွားနိုင်မယ်ကိုယ်ဒီ connection ကကိုယ်အားရှိမှခန္ဓာကိုယ်ကစိတ်ကအားရှိနေမှဒီ connection နဲ့ဆက်သွားနိုင်မယ်အဲ့တော့အနားယူပေးမှရမယ်ဒီ connection ကနေအနားယူပေးတာမျိုးလည်းဖြစ်ဖြစ်နိုင်ပါတော့ခဏလေးနားလိုက်ခဏလေး break ယူလိုက်ပြီးတော့မှပြန်ဆက်သွားအဲ့လိုမျိုးပေါ့နော်တကယ်လို့ဆက်သွားခြင်းနဲ့ဆိုရင် ုတ်ချလိုက်မှဆိုဘာဖြစ်သွားမလဲကြည့်လိုက်ကြရအောင်ဒီကလေးနဲ့ပေါ့နော်ဒီ connection ကိုပင်ပန်းလာပြီမြင်ရတော့လှုပ်ချလိုက်တော့မယ်ဘာဖြစ်မလဲ enhance indigo အဲ့လှုပ်ချလိုက်တော့မယ်ဆိုရင်ကိုဘွားတိုးတက်လာမယ် sorry ပြောရလဲအားရနာဒါပေမဲ့လှုပ်ချလိုက်မယ်ဆိုရင်ကိုဘွားတိုးတက်လာဖို့ရှိတယ်ဒီ connection ကဒီ connection ကကိုတို့အဆုံးသတ်တွေတင်ပေးမယ်နားကျင်မှုတွေတင်ပေးမယ်ဒါတွေကိုနားလည်ပြီးသွားပြီးသင်္ကန်းစာတွေရပြီးသွားပြီဆိုလို့ရှိရင်လှုပ်ချလိုက်တော့ကိုဘွားကြီးပို့ပြီးတော့ကောင်းလာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးလေးနော် enhance ဆိုတော့လေပို့ပြီးတော့အစမြင်လာမယ်ပို့ပြီးတော့တိုးတက်လာမယ်ပို့ပြီးတော့ကောင်းမွန်လာမယ် okay တမျိုးတော့တမျိုးပဲ comic တင်နေတင်အောင်ရရရှိရရပြီးသွားရင်ပြီးချလိုက်တော့အဲ့လိုပုံစံမျိုးလေ okay ဒါဒီ connection နဲ့ပတ်သက်ပြီးတော့အာအနာဂတ်မှာအနာဂတ်မှာနီးစပ်ဆုံးအနာဂတ်မှာတော့ the near future မှာပါရေးအပြောင်းလဲတွေဖြစ်လာဖို့ရှိလဲဆိုတာကြည့်လိုက်ကြရအောင် solitude solitude ဆိုတာဒါဒီဘက်ပဲတော်တော်ဒီဘက်ပဲတော်တော်နှစ်ခုလုံးကတော့ solitude ကတော့လို့လို့ရတယ်။တကူတယောက်တည်းနေခြင်းအနာယူခြင်းငြိမ်သက်စွာအနာယူခြင်းအေးစစနေခြင်းเนาะဒီမှာလဲနားခိုင်းတယ်เนาะနားခိုင်းနေရင်တယောက်တည်းနားမှာပဲဟုတ်တယ်မလားတယောက်တည်းအေးစစနားတဲ့နေတကယ်လို့လှုပ်ချလိုက်မယ်ဆိုရင်တယောက်တည်းအေးစစ တေချာပြန်စဉ်းစားသုံးသပ်ပြီးတော့မှဆက်သွားတင်တယ်ဒီမှာလည်းတေချာပြန်စဉ်းစားသုံးသပ်သုံးသပ်ပြီးတော့မှဆက်သွားတင်နားလိုက်မယ်ဆိုရင်လည်းအာလွှတ်ချလိုက်မယ်ဆိုရင်လွှတ်ချပြီးတော့မှဒေတာတေချာပြန်စဉ်းစားသုံးသပ်ပြီးတော့မှနောက်ထပ်ကိုအခြေအနေနဲ့ပတ်သက်ပြီးတော့ရှေ့ဆက်သွားတင်တယ်အဲ့တော့ဘယ်ဟာပဲလှုပ်လှုပ်အပြောင်းလဲဖြစ်လာဖို့အကြတော့တယောက်တည်းဖြစ်လာဖို့တော့ရှိတယ်တယောက်တည်းဆိုတာอืมอืม ပြောရရင်ကိုကထားသွားရင်ထားတော့မဟုတ်ဘူး။ तू ကထားသွားမယ်ပုံစံမျိုးလေးပေါ့နော်။အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်။ဒီပေါ့ထရီအဲ့လိုခံစားနေရတယ်။အဲ့တော့လည်းနဲ့တော့တတိထားပြီပေါ့နော်။ solitude ဆိုတယောက်တည်းဖြစ်သွားမယ်ပုံစံမျိုးတယောက်တည်းဖြစ်လာမယ်ပုံစံမျိုးတော့တယောက်တည်းတခြားစဉ်းစားသုံးသပ်ချိန်ရသွားမယ်ပုံစံမျိုးအဲ့တော့ကိုက break you မယူရင် तू က break you လိမ့်မယ်ဒီမှာလည်းအဆုံးသတ်တွေကိုတင်ပြီးဖို့ရောက်လာတာဆိုတော့လေ Okay, part 3လေးတွေအတွက် reading လေးတော့ဒီလောက်ပါပဲเนาะပေးလိုက်တဲ့ message တွေကိုလည်းရလိုက်မယ်လို့မျှော်လင့်ပါတယ်စိတ်လည်းမရှိပါနဲ့เนาะ See you bye